ရုရှားရဲ့ခေမီဇွန်ကိုပြောကြတဲ့ Novosti ရင်ငုံသွင်းဖို့ကြီးဟာဂျိုင်းနဲ့နဲ့ဖြစ်နေတယ်လို့ NATO အကြီးအကဲကလောင်ပြောင်းပြောပါတယ်။ NATO အနေနဲ့ရုရှားကိုအားဆန်းလာတဲ့ပုံရပါတယ်။ရုရှားနဲ့ NATO ကြားထဲကဆက်ဆံရေးဟာအခုတော်တော်လေးကိုအဆင်မပြေတဲ့အခြေအနေကြမှာ NATO ကတခုလိုသွေးတိုးဆန်လာတာဖြစ်ပါတယ်။ရုရှားရဲ့ငုံသွင်းမော်တစင်နယ်စပ်ဖြတ်ကျော်ခုံမောင်းလာမှုကိုရိုင်းနဲ့နဲ့အနေထားလို့သုံးလို့လိုက်ပြီး NATO ဂျီကမန်ရူတာကအော်တိုဘာ23ရက်နေ့မှာလောက်ပြောင်းပြောခဲ့ပါလိမ့် အလီပြည်မှာသူတို့ရင်ကုန်တင်မောဟာနိပညာပြည်သနာကြောင့်ရေပေါ်တက်လာရတာမဟုတ်ဘူးလို့ရုရှားအနာပိုင်ကပြန်လည်ညင်းဆိုခဲ့ပါတယ်။ရုရှားရဲ့ပလန်နရင်းရေရေအုပ်စုထဲမှာဒီဇယ်စွန့်ရင်တော့ဒီရင်ကုန်တင်မောကြီးဟာအင်္ဂလိပ်ရေလက်ကြောင်းမှာရှိတဲ့ရေကြောင်းစီးမင်းတွေအတိုင်းလိုက်နာဖို့ပြင်သစ်နိုင်ငံနီးပင်လေရေမြင့်ပေါ်ကိုတက်လာခဲ့တာဖြစ်တယ်လို့ရုရှားအနာပိုင်ကရှင်းပြပါတယ်။အဲ့လိုရင်ကုန်တင်မောတက်လာတာဟာပြက်လို့မဟုတ်ဘူးလို့ဆိုပါတယ်။ဒီတင်မောမှာ ကြည်ကြည်မမာခြုံရင်းချက်ရှိတယ်ဆိုပြီးသတင်းလေးထွက်နေတာကိုလည်းမဟုတ်မှန်ဘူးလို့ရုရှားကညင်းပါလေဒါပေမဲ့အော်တိုဘတ်7ကအဲ့ဒီရင်ကုန်သမောက်ကိုနောက်စီးမှာနေမောနဲ့ဆွဲပြီးအွှေပြောင်းလုပ်ခဲ့ရတာဖြစ်တယ်လို့နေသားလန်အာနာပိုင်တွေက ပြောပါလေနေတိုပြည်သူ့မှတ်တာကစလိုဗေးနီးယားမှာပြောတဲ့မိကုံတွင်ဒီသမောက်ဟာယုံရင်းပြစီနေပြီလို့ထည့်သွင်းပြောပါလေခုချိန်မြေထဲပင်လယ်မှာရုရှားရေတပ်ရှိတယ်လို့တော့ပြောလို့မရသလောက်ပဲတာဝန်ထမ်းဆောင်ပြီးအင်ပြန်လာတဲ့ရုရှားရင်ကုန်သမောက်တစ်စီးဟာ တစည်းပဲရှိပါလေဒါတွေကလည်းယုံရင်ပြက်စီးပြီးရိုင်းနေနေဖြစ်နေတယ်လို့ဆိုပါလေပြောရမယ်ဆိုရင်တော့သူတို့အနေနဲ့ဆက်ပြင်စရာကိုလိုက်ရှာနေပုံရတာနဲ့ပိုအောင်တူတယ်လို့မဲရူတာကဆိုပါလေစက်တင်ဘာ29ရက်ကလည်းဒီရင်ကိုသိမောရဲ့စီလောင်ကန်ထဲမှာစီရီယိုဆင့်ပြီးပောက်ကွဲနိုင်ခြင်းရှိတယ်လို့ရုရှားလိုဂျိုရင်ဆိုင်ရာပေါက်ကြားမှုတွေဖော်ပြလေးရှိတဲ့ Telegram Channel ကသတင်းဖော်ပြပါလေ။ အော်ရဘကိုယနေ့ကဗြိတိန်ကင်ဟွန်နဲ့အနီးရေပေါ်တက်လာတဲ့ရုရှားရေငုံသင်္ဘောကိုပြင်သစ်ရေတပ်ဖရိတ်ကစ်စင်တမော်ဇီကစောင့်ကြည့်ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကိုလည်းနေတိုးရေကြောင်းကုကင်မှုဌာနကသတင်းထုတ်ပြန်ပါတယ်။ဘလောဇင်မှာတော့နေတိုးဘက်ကနျူကလ িয়ার တာစီရေစီရေလေ့ကျင့်မှုကိုစတင်တယ်လို့သိရပါတယ်။နှစ်ဆင့်ကျင်းပနေကြဖြစ်တဲ့နျူကလ িয়ার ကာကွယ်တာစီရေစီရေလေ့ကျင့်မှုကိုနယ်သာလန်နိုင်ငံမှာစတင်ပြုလုပ်ပြီးလို့နေတိုးတွင်းမှုကမာရိုတာကဖော်ပြပါတယ်။ နျူကလ িয়ার ဟန်တာကာဝေးရေးအတွက်အသေးအနေထားအနေနဲ့ဒုံဒုံထိရောက်စွာတားဆီးနိုင်တယ်ဆိုတာသိကြစေဖို့နဲ့နေတိုးရန်သူတွေကိုရှင်းလင်းပြသတဲ့သတင်းစကားပေါ့ဖို့ပြုလုပ်တဲ့ပုံမှန်လေ့ကျင့်ခန်းတစ်ခုဖြစ်တဲ့ဆိုပါလေမဟာမိတ်ဖွဲ့ဝင်14နိုင်ငံကလင်းရင်ဆင်း80အဲ့ဒီလေ့ကျင့်မှုမှာပါဝင်မှာဖြစ်ပြီးအော်တိုဘာ24ထိပြုလုပ်သွားမှာပါထောင်လိုင်းရေးလေ့ကျင့်တွေဝင်းရင်စီဖြစ်လေရင်တွေနဲ့ထိန်းချုပ်အမိတ်ပေးလေရင်တွေပါဝင်လေ့ကျင့်နေပြီး ဒီလေရင်တွေမှာနျူကလ িয়ার လက်လက်အစစ်မှန်တွေတက်ဆင်သုံးပြီးမှာမဟုတ်ဘူးလို့နေတိုးတွေးမှုကြောင့်မာရိုဒါကဆိုပါလေနေတိုးအနေနဲ့အဲ့ဒီလိုစီးရဲတဲ့ခြင်းမှုတွေကိုရုရှားကစင်စဲမပြတ်စောင့်ကြည့်နေတာပဲဖြစ်ပါလေပြီးရဲလပိုင်းကနေတိုးဖွဲ့နိုင်ငံတွေရဲ့လေစစ်တွေပေါ်မှာအမျိုးအမည်မသိဒရုန်းပေါင်းများစွာ ပြန်ဝဲလာတာနဲ့ပတ်သက်ပြီးရုရှားနဲ့နေတိုးကြားထဲမှာတင်းမာမှုတွေမြင့်တက်နေပါလေနေတိုးဘက်ကတော့ဒါဟာရုရှားလက်ဆက်မှုသူတို့ကတစ်ထစ်ချဆွဆွဲနေပြီးရုရှားကငြင်းဆိုထားပါလေ အဲ့နောက်ပိုင်းမှာရုရှားနဲ့မီလိုဂျာဆက်ဆံရေးအဆင်မပြေတော့တာဒီနေ့အထိပဲဖြစ်ပါတယ်။နောက်သတင်းတစ်ပုတ်ပြောချင်ပါတယ်။ဂါဇာငင်းချင်းရေးသဘောတူညီချက်ဟာယူကရိန်းနိုင်ငံအတွက်လည်းမျှော်လင့်ချက် ဖြစ်ပါစေဆိုပြီးတော့ယူကရိန်းသမ္မတဇီလင်စကီကပြောပါတယ်။ဂါဇာပြစ်ခတ်ရေးဆဲမှုဟာအမခန်းတဲ့သဘောတူညီချက်ဖြစ်ခြင်းကြောင့်အမေရိကန်သမ္မတထရန့်အတွက်ဂုဏ်ယူကြောင်းဇီလင်စကီကဆိုပါတယ်။ ဒါအပြင်မိမိတို့နိုင်ငံအပေါ်မှာလည်းရုရှားကြီးကြပ်မှုကိုအဆုံးသတ်စေရေးချောင်းဝင်စစ်ဆက်ပေးနိုင်လိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်ကိုဖြစ်ပေါ်စေကြောင်းဇီလန်စကီးကပြောခဲ့ပါလေ။ကမ္ဘာကြီးရဲ့အစိပ်ပိုင်းဒေတာတစ်ခုအတွက်ငြိမ်းချမ်းရေးအောင်မြင်မှုရှိတဲ့ချိန်မှာဒါကတခြားဒေတာတွေမှာလည်းငြိမ်းချမ်းမှုရရှိဖို့နောက်ထပ်မျှော်လင့်ချက်ဖြစ်ပေါ်စေပါတယ်လို့ဇီလန်စကီးကဆိုပါတယ်။ အရှိလက်ပန်းဒေသတွေအပြစ်ခက်ရစေးရင်ငင်းချင်းကြီးကိုအောင်မြင်ရရှိခဲ့တယ်ဆိုရင်ကမ္ဘာတဝန်းသက်ဆိုင်ပတ်သက်သူတွေရဲ့ခေါင်းဆောင်မှုနဲ့စိတ်ပိုင်းဖြတ်မှုကကျွန်တော်တို့ယူကရိန်းအတွက်လည်းတေချာပေါက်လို့ဖြစ်နိုင်ပါတယ်လို့ဇီလန်စကီကဆိုပါတယ်။ရုရှားဟာ2022ဖေဖော်ဝါရီမှာယူကရိန်းကိုကျူးကျော်ခဲ့ပြီးနောက်ဒုတိယကမ္ဘာစစ်နောက်ပိုင်းဒါဟာဥရောပမှာအကြီးဆုံးတိုက်ပွဲကြီးဖြစ်စေပါတယ်။တိုက်ပွဲကြောင့်လူတောင်းချီတေဆုံခဲ့ရပြီးလူသားနဲ့ချင်းနေရွှန့်ခွာထွက်ပြေးတင်းရှောင်ခဲ့ရပါတယ်။ယူကရိန်းရဲ့အရှိန်နဲ့တောင်ပိုင်းဒေသအများအပြားထိခိုက်ပျက်စီးခဲ့ရပါတယ်။ ထရန့်ကစစ်ပွဲကို နိုင်ပိုင်းတွင်အဆုံးသတ်အောင် လုပ်နိုင်တယ်လို့သူရွေးကောက်ပွဲအနိုင်မရခင်ကပြောပြပါတယ်။ဒါပေမဲ့ထရန့်ကအကြင်ကြီးဆွလုံးမှုတွေလုပ်ခဲ့ပေမဲ့လက်ရှိချိန်ထိအောင်မြင်မှုမရသေးပါဘူး။ရုရှားသမ္မတပူတင်နဲ့ထိပ်သီးဆွေးနွေးမှုပေါ်အလက်စကာမှာပြုလုပ်ခဲ့စဉ်ကအခြေအနေကောင်းမွန်ရပေမဲ့နောက်ပိုင်းမှာရုရှားကသဘောထားပြောင်းလဲသွားပါတယ်။ဒါကြောင့်ရုရှားကိုစိတ်ပြတ်မိတယ်လို့ထရန့်ကပြောပြပါတယ်။ ဒါကြောင့်ငင်းငင်းသဘောတူညီချက်စီဥတည်တဲ့တိတာထင်ရှားတဲ့တိုးတက်မှုလည်းမရှိပါဘူးအပြစ်ခတ်ရစရေးအကျဉ်းချုပ်တောင်းဆိုမှုကိုရုရှားကငင်းဆက်ပယ်ချထားပြီးငင်းငင်းရဲ့အတွက်ဖလှယ်မှုအဖြစ်ကိဘကအရှုံးမေးတောင်းဆိုခြင်းပါဝင် တရက်သေးတောင်းဆိုချက်ကိုပါထုတ်ဖော်ခဲ့ပါတယ်ဒါကြောင့်လည်းယူကရိန်းဘက်ကလိုက်နာဖို့မလွယ်ပါဘူးယူကရိန်းကိုဆွေးနွေးဖို့အတွက်လမ်းဖွင့်ပေးထားကြောင်းနဲ့ဆွေးနွေးခြင်းနဲ့ဆိုရင် မော်စကိုကိုလာမယ်ဆိုပြီးပူတင်ကပြောတာကိုလည်းလုံးဝလက်ခံနိုင်ခြင်းမရှိပါဘူး ပူတင်ကိုယ်တိုင်ကလည်းမော်စကိုကလွဲလို့ဘယ်မှမမဆွနေဘူးလို့ပြောပါတယ်။အမေရိကန်သမ္မတထရန့်ဟာပြီးခဲ့တဲ့သတင်းပတ်များအတွင်းရုရှားကောင်းဆောင်ပူတင်ပေါ်စိတ်ပြက်လက်ပြက်ဖြစ်မှုတွေတိုးလာပါလေ။သိမကြသိငင်ကယူကရိန်းနဲ့ရုရှားသိမ်းထားတဲ့နယ်မြေတလက်မတိုင်းကိုပြန်လည်ရယူနိုင်တယ်လို့မိမိထင်ကြောင်းထရန့်ကဆိုပါလေ။ရုရှားစစ်တပ်ဟာ2014ကတိုက်ခိုက်ခဲ့တဲ့ခရိုင်းမီးယားပါဝင်ယူကရိန်းနဲ့မြေငါးပုံတပုံကိုလက်ရှိမှာထိန်းချုပ်ထားပါတယ်ခရိုင်းမီးယားကိုပါပြောင်းလဲခွင့်ရှိတယ်ဆိုပြီးတော့ယူကရိန်းကိုတမတ်ထွက်ကပျောက်ပေးနေပါတယ် အစ္စရေးဟာမတ်စ်ပြစ်ခတ်ရစေးဂျာမန်စစ်စစ်ချင်းမှရရှိထားတဲ့အရှိန်အဟုန်ကိုယူကရိန်းစစ်ဘက်နဲ့ပတ်သက်ပြီးအာထုတ်ကြိုးပမ်းမှုတွေကိုဆက်လက်တည်ဆောင်သွားရေးဂျာမန်ငွေကြေးချုပ်ဖရန်ဒစ်မာကလည်းထရန့်ကိုတိုက်တွန်းထားတယ်လို့သိရပါတယ်ယူကရိန်းကိုတူမာဟော့တွေလုံးဝမပေးဖို့ရုရှားကအမေရိကန်ကိုနောက်ဆုံးအနေနဲ့သတိပေးလိုက်ပါတယ်။အကျိုးဆက်ကလုံးဝမကောင်းမှာမဟုတ်ဘူးလို့ရုရှားကပြောပါတယ်။တူမာဟော့တွေသာအမှန်တကယ်ထောက်ပံ့ဖို့သမ္မတထရန့်ကဆုံးဖြတ်ခဲ့ရင်ဒီအတွက်အကျိုးဆက်ကကောင်းမှာမဟုတ်ဘူးလို့ရုရှားဘက်ကသတိပေးခဲ့ပါတယ်။ ဇီလန်စကီအတူမဟုတ်ရပြေးဖို့တတင်းတွင်တောင်းနေပြီမှာသမနာထရန်ကတော့အခုချိန်မှာအီဂျစ်မှာဆွေးနွေးပွဲတွေလုပ်နေပြီးတူမဟော့ကိစ္စကတော့သူ့အနေနဲ့စဉ်းစားနေတော့မှရှိတယ်လို့ပြောပါတယ်ရုရှားသမနာဟောင်းလည်းဖြစ်ရုရှားလုံခြုံရေးကောင်စီဒုတိယအကြီးအကဲတောင်းယူထားသူလည်းဖြစ်တဲ့ဒီမီထရီမဘီတက်ကအမေရိကန်သားတူမဟော့ခရစ်တုံးကြီးတွေကိုယူကရိန်းစီလည်းလို့စပယ်ပေးမယ်ဆိုရင်တော့အားလုံးအတွက်အထူးသဖြင့်ထရန်အတွက်တော့စိုးရွားတဲ့အကျိုးဆက်ပဲဖြစ်မယ်လို့ဆိုပါတယ် ရုရှားသမ္မတပူတင်ရဲ့အနီးကပ်ဆုံးလက်ယုံဖြစ်တဲ့မက်ဗီဒက်ဟာရင်ကလေးကထရန့်ကိုမကြာခဏဝေဖန်ခဲ့ပါတယ်။ထရန့်ကဒီစစ်ပွဲသာရက်တက်မှုဆန္ဒမရှိဘူးဆိုရင်သူ့အနေနဲ့ယူကရိန်းစီတာဝန်ပြတိုမာဟော့တွေထောက်ပံ့ပေးတာမျိုးလေးနက်စဉ်းစားရလိမ့်မယ်လို့အစ်ဇွေးကိုမတော်ခင်ပြောခဲ့ပါတယ်။တိုမာဟော့တွေဟာမိုင်ပေါင်း1950ကျော်လောက်ထိပြန်တန်းနိုင်ပြီးယူကရိန်းကသူ့နိုင်ငံထဲကနေမော်စကိုကိုလှမ်းပစ်နေုံပါပဲ။ တိုမဟော့တွေကိုပြစ်လွတ်လိုက်ပြီးဆိုတာနဲ့တက်စင်နာနဲ့ထေဘူကသမယိုးကြလားနျူကလ িয়ার လားဒါကိုခွဲခြားနိုင်မှုကမဖြစ်နိုင်တော့ဘူးလို့မက်ဗီတက်ကဆိုပါလေဒီတော့ယူကရိန်းကတိုမဟော့တွေစပစ်ပြီးဆိုရင်ရုရှားအနေနဲ့ဘယ်လိုစဉ်းစားပြီးတုံ့ပြန်သင့်တယ်လို့သူကမေးခွန်းထုတ်ပါလေထရန့်ဟာအရင်ကလည်းရုရှားကိုယူကလ িয়ার ရင်ကုန်သင်္ဘောတွေဆေလွတ်တယ်ဆိုတာမျိုးချင်းလား၆လားလောက်ဖွင့်ပါတယ် ခုချိန်မှာလည်းအဲ့ဒီလိုတကယ်မဟုတ်ပဲချိန်ချမှုတသက်ဖြစ်ဖို့မျှော်လင့်ကြအောင်အဲ့ဒီစာတမဟောက်တွေယူကရိန်းတွေတကယ်ပို့မယ်ဆိုရင်တော့အလုံးအတွက်အထူးသဖြင့် trend အတွက်အကျိုးဆက်ကကောင်းမှာမဟုတ်ဘူးလို့မှတ်ပြီးတက်ကဆိုပါတယ် trunk အတွင်းမှာဟောက်တွေရဲ့စွမ်းဆောင်ရည်တွေကိုချီးကျူးထားပါတယ်ရုရှားအနေနဲ့အဲ့ဒီဆက်လက်နေတွေသူတို့စီပြန်တမ်းရောက်ရှိလာမှာကိုလိုလားမှမဟုတ်ဘူးလို့တတိပေးထားပါတယ်လက်တော့မှာယူကရိန်းတပ်မားဇီလန်စကီကသူဟာတွင်းမှာဟောက်တွေပါဝင်တာဝန်ပြုဆက်လက်နေတွေအမေရိကန်စီကအကူအညီရနိုင်ရေးအတွက် trunk နဲ့တွဲဆုံဆွေးနွေးဖို့အတွက်စီစဉ်နေတယ်လို့ဆိုပါတယ် ဇလန်စကီကခရအနေနဲ့အခုအချိန်မှာအရှိလေပိုင်းငင်းချင်းရေးကိစ္စတွေနဲ့ပတ်သက်ပြီးမအားမလတ်ဖြစ်နေတာကိုမိမိတို့အနေနဲ့နားလည်ကြောင်ပြောပါရယ်။ဒါပေမဲ့ယူကရိန်းရုရှားစစ်ပွဲကိစ္စနဲ့ပတ်သက်ပြီးထရန့်အနေနဲ့မမေ့သွားဖို့လဲမျှော်လင့်နေဆိုပြီးဇလန်စကီကပြောပါရယ်။ဇလန်စကီနဲ့ထရန့်တို့ဟာတပတ်ကိုနှစ်ခါလောက်ဖုန်းဆက်ပြီးတော့ဆက်သွယ်ပြောဆိုနေတာပဲဖြစ်ပါရယ်။ ဇလန်စကီနဲ့ထရိုဂျာတဲ့မှာဆက်တွေ့ရေးကပုံမူပြီးတော့လက်ဆိုင်လာပြီးရုရှားကတော့ဒါကိုလိုလားဟန်မပြပါဘူးတကယ်လို့ထရန့်အနေနဲ့ဇလန်စကီကိုဒါဆက်ဆက်ရေးတိုးမြှင့်တဲ့အနေနဲ့အဲ့ဒုံကြီးတွေထောက်ပံ့လိုက်ပြီးဆိုရင် ရုရှားနဲ့ယူအမေရိကန်ကြားတဲ့ကဆက်ဆံရေးဟာအလက်ကားဖြစ်သွားပြီဆိုပြီးတော့သမရပူတင်ကအစပြောထားပါတယ်။ဂါဇာဒေသမှာပြည်ခတ်ရစေးရေးရေရှည်တည်နေတဲ့ငြိမ်းချမ်းရေးကိုထိမ့်သိမ်းဖို့ဂနီးပြုတဲ့အကြညာချက်ကိုအမေရိကန်အီဂျစ်ကာတာနဲ့တူရကီတို့ကလက်မှတ်ရေးထိုးပါတယ်။အရှေ့လက်ပိုင်းမှာငြိမ်းချမ်းရပြီးတော့သမရထရန်ကပြည်ခတ်ရစေးရေးသဘောတူညီချက်လက်မှတ်ရေးထိုးတဲ့ခမ်းနားမှာဖော်ပြသွားပါတယ်။အရင်ကအဲ့ဒီအီဂျစ်မှာလုံးမဲ့လက်မှတ်ရေးထိုးတဲ့ခမ်းနားကို အစ်စွေကတက်မယ်လို့တည်င်းနေထွက်တဲ့အတွက်တူရကီကလုံးဝမတက်ပဲနဲ့အီဂျစ်ကုန်းကွယ်ရံမှာသူတို့လေရင်ကိုဝဲပြက်နေပါတယ်။အစ်စွေကမတက်ဘူးဆိုတာသိကြမှသူတို့ကီကတက်လာတာဖြစ်ပါလိမ့်။ဆက်လက်ရင်ဆိုင်ရမယ့်စင်ကုန်မှုကနှစ်နှစ်ကြာစစ်ပွဲပြီးဂါဇာပြည်နယ်တိဆောက်ရေးပဲဖြစ်တယ်လို့ထွန်းကဆိုပါတယ်။ဟိုးရင်ကရန်ညိုးတွေနဲ့မုံတရားတွေနောက်မှထားခဲ့ပြီးအနာဂတ်ဟာအတိတ်မျိုးဆက်တွေရဲ့တိုက်ပွဲတွေနဲ့အုပ်ချုပ်ခံရတော့မှာမဟုတ်ဘူးလို့ကြေညာဖို့ဘဝမှာတစ်ခါသာရနိုင်တဲ့အခွင့်အရေးရှိပါတယ်လို့ထွန်းကဆိုပါတယ်။ အစည်းအဝေးကိုအင်ရှင်နိုင်ငံဖြစ်လက်ခံကျင်းပတဲ့အီဂျစ်သမ္မတဖာတာကအစ္စရေးနဲ့ပါလက်စတိုင်းနှစ်နိုင်ငံလုံးကိုတိမှတ်ပြုရေးအတွက်ဒီတောင်းဆိုချက်ကိုအဲ့ဒီလက်မှတ်ရေးထိုးတဲ့ခန်းနာမှာထပ်မံပြောဆိုပါလိမ့်ပါလက်စတိုင်းအာဏာပိုင်ဖွဲ့ PA ဥက္ကရာမမော့အဘတ်စ်လည်းအစည်းအဝေးတက်ရောက်ပြီးထရန်နဲ့တွေ့ပါလိမ့်အီဂျစ်ကံကြေးပန်းဖြစ်မျိုးဖြစ်တဲ့ရှမ်းအန်ရှိတ်မှာကျင်းပတဲ့ထိပ်သီးဆွေးနွေးကိုဟာမတ်စ်နဲ့အစ္စရေးကိုယ်စားလှယ်တွေမတက်ရောက်ပါဘူး။အစ္စရေးဦးကြီးချုပ်ဂျမင်နီတာညာဟုကိုထရန့်ကနိုင်ငံငယ်လိုမှဖိတ်ကြားခဲ့ပေမဲ့ ဝိဇမီနေတာညာဟုကလည်းတယောက်ချင်းမရှိပါဘူးဟာမတ်စ်ဝဲကလည်း2023အော်တိုဘာ9ရက်နေ့မှာဖန်ဆီးခဲ့တဲ့ကြံရှိတဲ့အသက်ရှင်လျက်ရှိတဲ့ဒဇာငန်20ကိုလွှဲပြောင်းပေးခဲ့ပြီးနိုင်ရီနိုင်ငံကြောင်းမှာဒီသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပါလိမ့်မယ်။မေဂန်သမဟောင်းချိုးပွားနိုင်ငံငင်းချင်းသဘောတူညီချက်ကိုညှိနှိုင်းရမှာအောင်မြင်မှုရရှိခဲ့တဲ့ trend ကိုချီးကျူးဂုဏ်ပြုပါတယ်။ဒီလိုနေမျိုးရောက်လာတာကိုကျွန်တော်လည်းလည်းလည်းကျေးဇူးတင်ပြီးစိတ်သက်သာရပါတယ်လို့လူမှုကွန်ရက်မှာရေးပါတယ်။ တမန်ခံတဲ့သူ့ရဲ့ဖွဲ့ဟာပြစ်ခတ်ရစေးတဲ့ဘောတင်ချက်တကိုအဆုံးသတ်နိုင်ဖို့သူတို့ရဲ့ကြိုးပမ်းအားထုတ်နိုင်မှုအတွက်ကျွန်တော်ချီးကျူးပါတယ်လို့ဂျိုးပိုင်နိုင်ကဆိုပါတယ်။တမဟောင်းဂျိုးပိုင်နိုင်ကစိတ်ကူးလို့တော့မရတဲ့ငရဲကိုဖျက်ဆီးခဲ့ရပြီးနောက်ဆုံးသက်ရှင်ကျန်ရတဲ့တစားကန်အယောက်20တို့အတွက်နောက်ဆုံးတော့သူတို့ရဲ့မိသားစုတွေချီးရတဲ့သူတွေနဲ့ပြန်ဆုံတွေ့ရတဲ့အတွက်အထူးပဲကျေးဇူးတင်ပြီး စိတ်သက်သာရရပါပြီ။ဂါဇာကမ်းမြောက်မှာရှိတဲ့ရဲသားတွေအတွက်တိုင်းတော်တစ်ခုထိဆုံးရှုံးနေတာမျိုးတွေနဲ့နောက်ဆုံးမှာသူတို့ဘဝတွေကိုပြန်တည်ဆောက်ဖို့အခွင့်အရေးရရှိတော့မှာပါလို့ရေးပါတယ်။ဒီသဘောတူညီချက်အတွက်လမ်းမလွယ်ကူပါဘူး။သူ့ဆွေရဖွဲ့ရတစားကနေကိုနေပြခေါ်နိုင်ရေးပါလက်စတိုင်းရဲသားပြည်သူတွေကိုကယ်ဆယ်နိုင်ရေးနဲ့စစ်ပွဲဆုံးတဲ့ရေးမဆုံးမနစ်လုပ်ခဲ့တယ်ဆိုပါတယ်။ကရောအမေရိကန်ပြည်တော်စုနဲ့ကဘာကြီးရဲ့ကြောထောင်းတော်ခံပတ်ဝန်းမှုနဲ့တူရှေ့လေပိုင်းဟာငင်းကြဲလမ်းကြောင်းပေါ်ရောက်ရှိနေပြီး ငင်းကြီးတို့ရှိဖို့အစ္စရေးနဲ့ပါလက်စတိုင်းတို့အတွက်အနာဂတ်ဟာငင်းကြီးဂုံတိခါနဲ့ဘေကင်းရေးဒန်းတို့ညီမျှမှုအတိုင်းအတာနဲ့ရှေ့ဆက်နိုင်မှု မျှော်လင့်ကြောင်းဂျိုးပါတယ်ကဆိုပါတယ်။တနင်္လာနေ့ကဟာမတ်တွေဟာဂါဇာမှာအစ္စရေးတရားခရင်ကိုလွတ်ပေးခဲ့ပြီးအစ္စရေးကလည်းပါလက်စတိုင်းကျင်းသားတွေကိုဗတ်စကားတွေနဲ့အိမ်ပြန်ကိုပို့ခဲ့ပါတယ်။သမ္မတထရန်ဟာရှေ့လက်ပိုင်းမှာပုံမှုကျပြတဲ့နှစ်နှစ်ကြာစစ်ပွဲအဆုံးသတ်ပြီးဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ အခုလက်ရှိဖြစ်ပေါ်နေတဲ့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ကြားတိုက်ပွဲကိုအလွန်ဆိုးရိမ်မိပါတယ်လို့တရုတ်ကပြောပါလိမ့်။ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ကြားမှာမကြောက်သေးမီကပဋိပက္ခတွေဖြစ်ပေါ်တာကိုတရုတ်ကဆိုးရိမ်ပြီးဒေသတွင်းမှာရှိတဲ့သူ့နိုင်ငံသားတွေနဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုကာကွယ်ပေးဖို့တောင်းဆိုပါတယ်လို့တရုတ်နိုင်ငံဂျာယွန်ကြီးဌာနကပြောပါလိမ့်။ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ကြားနယ်စပ်ပဋိပက္ခမှာဒါဇင်နဲ့ချီတဲ့စစ်သည်တွေတေဆုံးခဲ့ပြီးတာလီဘန်အဖွဲ့အာဖဂန်နစ္စတန်မှာအာဏာရလာပြီးနောက် အင်ဂျင်နိုင်ငံကြားပြင်းထန်ဆုံးပြည်ပခါပါတရုတ်ဟာအာဖဂန်နစ္စတန်ပါကစ္စတန်တို့နဲ့နိမိတ်ထိစပ်နေပြီးနိုင်ငံကြားပြည်ပခါမှာစစ်စစ်ညှိနှိုင်းတဲ့အခမ်းအနားကပါဖို့ကြိုးပမ်းနေပါတယ်ပါကစ္စတန်အာဖဂန်နစ္စတန်ဆက်ဆံရေးတိုးတက်လာစေရေးကအပြည့်သဘောဆောင်တဲ့အခမ်းအနားတရမှာစက်ပါဝင်ဖို့တရုတ်ကဆန္ဒရှိပါတယ်လို့တရုတ်နိုင်ငံကြားရေးဌာနကပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်ပြည်ပကနေရှင်မြောင်းအောင်ရှောင်ရှားဖို့အာဖဂန်နစ္စတန်နဲ့ပါကစ္စတန်ကပေးဆောင်စနစ်မှုကတစ်ဆင့်ဖြည့်ရှင်ဖို့တရုတ်ကမျှော်လင့်နေပါတယ် အဂုလာတို့တရုတ်နိုင်ငံဂျာယီဝန်ကြီးဝန်ကြီးကကာဘူးမြို့တော်မှာအာဖဂန်ပါကစ္စတန်နိုင်ငံဂျာယီဝန်ကြီးတွေနဲ့တွေ့ဆုံပြီးဆက်ဆံရေးတိုးမြှင့်မှုတိုက်တွန်းမှာလဲအဲ့ဒီကလေးကစပြီးစစ်ပွဲဖြစ်လာတာပါအာဖဂန်နဲ့ပါကစ္စတန်တို့ကဒီတိမတ်စော်ပိုင်းကတရုတ်နိုင်ငံကကမကတ်ထားလုပ်တဲ့အလို့တဘောသုံးနိုင်ငံစီဝေးမှာဆက်ဆံရေးတိုးမြှင့်မှုသဘောတူခဲ့ပါတယ်ဆက်ဆံရေးတိုးမြှင့်မှုသဘောတူခဲ့ပေမဲ့စစ်ပွဲဖြစ်လာတာနဲ့ပတ်သက်ပြီးတရုတ်ကတော့စိတ်ပြက်လက်ပြက်ဖြစ်နေပါတယ် အခုကမှပါကစ္စတန်ကအာဖဂန်နယ်စပ်ဖြတ်သန်းမှုကိုပိတ်ဆို့ထားတယ်လို့သိရပါတယ်။နိုင်ငံတော်မြောက်ပိုင်းပြည်နယ်ခိုင်မာတော်ခမ်းနယ်စပ်နဲ့နိုင်ငံတော်တောင်ပိုင်းဘလူးချစ်စတန်ပြည်နယ်မှာရှိတဲ့ချာမန်နယ်စပ်ကိတ်တွေပိတ်ထားကြောင်းလူ့ကျိုးရေးတောင်ဝန်ရှိသူတွေကပြောပါတယ်။ပါကစ္စတန်ဒေသခံမီဒီယာတွေဖော်ပြချက်မှာဒီလူ့ကျိုးရေးတပ်တွေကလက်နက်ကြီးတွေတင်ကားတွေတိုက်လေအနေနဲ့ drone တွေကိုတုံးပြီးအာဖဂန်နယ်စပ်ကိတ်စကိုးကိတ်တွေမှလည်းတင်စီထည့်ကြောင်းဖော်ပြပါတယ်။ ပါကစ္စတန်တာဝန်ရှိသူတွေနဲ့တာလီဘန်ဆိုရတော့တဖက်နဲ့တဖက်ပြန်လည်ပြစ်တင်ရှုတ်ချနေပါတယ်။အာဖဂန်တပ်ဖွဲ့တွေကအရသားတွေကိုပြစ်ခတ်တာဟာနိုင်ငံတကာဥပဒေကိုပြောင်းပြောင်းလေးလေးချိုးဖောက်တာလို့ပါကစ္စတန်ပြည်ထောင်စုဝန်ကြီးကပြောပါလိမ့်။လျှင်မြန်ပြီးထိရောက်တဲ့တုံ့ပြန်မှုတွေနဲ့ပါကစ္စတန်ရဲ့ရေဆွမ်းတတိရှိတဲ့စစ်တပ်ကဒီကျူးကျော်မှုကိုလုံးဝသိချင်မှာမဟုတ်ပဲပြက်ပြက်သားသားလက်တုံ့ပြန်မယ်လို့ဆိုပါတယ်။ပါကစ္စတန်စစ်တပ်ကတော့မိမိတို့ဘက်ကစစ်သည်23ဦးနဲ့အာဖဂန်ဘက်က200ကျော်သေဆုံးကြောင်းထုတ်ပြန်ပါတယ်။ တာလီဘန်တွေကတော့မိမိတို့ဘက်က၉ဦးသာသေဆုံးပြီးပါကစ္စတန်စစ်သည်58ဦးကိုတုံ့ပြန်နိုင်ငံကြောင်းပြောနေပါတယ်။သူတို့ပြန်လည်ပြောတဲ့အချက်လက်တွေကလည်းမတူညီပါဘူး။အာဖဂန်တပ်တွေကပါကစ္စတန်စစ်ကန်25ကိုသိမ်းပိုက်ခဲ့ကြောင်းတာလီဘန်ဆိုရဲပြောရေးဆိုခွင့်ရရှိသူအကြီးကဲစာဗီဟူလာမူဂျာဟစ်ကပြောခဲ့ပါလိမ့်။ထိုင်းဝမ်နိုင်ငံကတီတုံးမီယာလေကြောင်းရန်ကာကွယ်စနစ်ကိုကျင်ညာလိုက်ပါလေ ထိုင်ဝမ်ဟာတည်တုံ့လို့အမည်ပေးထားတယ်။လေကြောင်းကောက်ဝေးစနစ်ကိုတိတ်ဆောက်သွားမယ်လို့ကြေညာကြောင်းရိုက်တာကဖော်ပြပါတယ်။ဒီလေကြောင်းကောက်ဝေးစနစ်ဟာလေကြောင်းပစ်မှတ်တွေကိုပုံမူတိကျစွာကြားဖြတ်ပစ်ချနိုင်စွမ်းရှိလိမ့်မယ်လို့ထိုင်ဝမ်ကောက်ဝေးဝန်ကြီးဌာနကဆိုပါတယ်။ထိုင်ဝမ်သမ္မတနိုင်ငံတွေကအော်တိုဘာ10နှစ်ကလေးကတည်တုံ့အလွာပေါင်းစုံပါဝင်တဲ့လေကြောင်းကောက်ဝေးစနစ်ကြေညာပြီးဒီစနစ်ဟာတရုတ်ကိုပုံမူထိရောက်စွာဟန်တားနိုင်ဖို့စစ်တပ်ကိုအစိမ့်မြင့်တဲ့မွမ်းမံတဲ့အစိုးရအစီအစဉ်တွေမှာပါဝင်ကြောင်းပြောပါတယ်။ထိုင်ဝမ်ကောက်ဝေးဝန်ကြီးဝါလက်နန်ကူးကလည်းလိုင်းချင်တဲ့အဆိုပြုချက်ဟာလေကြောင်းပစ်မှတ်တွေကိုရေဒါနဲ့ခြေရ ာခံပြီးဂျားဖြတ်ပစ်ချမစနစ်ကိုတိဆောက်ရေးဖြစ်ပြီးရန်သူပြစ်မှတ်တွေကိုထိရောက်စွာနှိမ်နင်းနိုင်လိမ့်မယ်လို့လွတ်တော်မှာပြောပါတယ်။ထိုင်ဝမ်လက်ရှိသုံးနေတဲ့မြေပြင်မှာဝေဟင်ပြစ်လေကြောင်းကောက်ွယ်စနစ်ဟာ American Low Patriot စနစ်နဲ့ထိုင်ဝမ်လော Skyboard ဒုံးကြီးတွေကိုအဓိကသုံးနေပါတယ်။ဒါအပြင် လေကြောင်းမှအမြင့်ပေအနေပိုင်းမှာပြန်လာတဲ့ပြစ်မှတ်တွေအတွက်လည်း Stinger လေကြောင်းကောက်ွယ်စနစ်သုံးလျက်ရှိပြီးသူတို့ရဲ့လေကြောင်းကောက်ွယ်စနစ်ကိုပြည်တွင်းမှာ ထုတ်လုပ်နေပါတယ်။ကျွန်တော်တို့အနေနဲ့ဒုံးကြီးဖြစ်စနစ် လေကြောင်းနဲ့ drone ဆွမ်းဆောင်ရည်ကိုပေါက်ဆက်အသုံးမပြုနိုင်ဘူးဆိုရင်ထိရောက်တဲ့လေကြောင်းကောက်ွယ်စနစ်ရနိုင်မှာမဟုတ်ပါဘူးကျွန်တော်တို့အနေနဲ့နေရာရွှေ့ပြောင်းရလွယ်ကူပြီးဘလို့ချင်းနေမှာမဆိုအသုံးပြုနိုင်မဲ့လေကြောင်းကောက်ွယ်စနစ်ဦးစားပေးထောက်လုပ်သွားမယ်လို့ Wellington Group ကဆိုပါတယ်အခုနှစ်ကုန်ပိုင်းမှာရရှိမဲ့အထူးဘတ်ဂျက်အရာတီတုံးလေကြောင်းရကောက်ွယ်စနစ်အတွက်ပစ္စည်းကရိယာထုတ်လုပ်ရေးဝယ်ယူရေးကိုလည်းတိကျအသုံးပြုသွားမယ်လို့ဆိုပါတယ်တီတုံးလေကြောင်းကောက်ွယ်စနစ်ဟာတရုတ်ထက်စင်အာသိငယ်နဲ့ထိုင်ဝမ်တစ်ဖက်တွေအတွက် စင်အားအချိုးမညီတဲ့ဆက်စင်ပုံစံတည်းရဲ့ချင်းခဲ့ရမှာအဝင်ခွင့်ပြဖြစ်လိမ့်မယ်လို့ဆိုပါတယ်။ထိုင်ဝမ်သမားလိုင်းချင်းတွေအား2030ပြည့်နှစ်မှာထိုင်ဝမ် GDP ရဲ့900ခန့်တုန်းကိုကာကွယ်ရေးသုံးစိတ်ဖြင့်တိုးမြှင့်သုံးစွဲမယ်လို့ကတိပြုထားပါတယ်။ဒါအပြင်ထိုင်ဝမ်သမားလိုင်းချင်းတွေကတကယ်လို့တရုတ်ဟာ2029မှာထိုင်ဝမ်ကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မယ်ဆိုရင်ဒါဟာပြောရမယ်ဆိုရင်တော့ဒေသမဟာဗျူဟာအရာအမေရိကန်ကိုပါတိုက်ရိုက်ချင်ချောင်မှုဖြစ်နေပြီလို့ပြောပါတယ်။ ထိုင်ဝမ်သမ္မတနိုင်ငံလေးဟာမျိုးချစ်စိတ်သက်ရှိသူမဟုတ်ကြောင်းသူရဲ့ပြောဆိုချက်တွေဟာတရုတ်မျိုးသားတွေရဲ့ဂုဏ်သိက္ခာကိုကြာဆင်းစေတယ်ဆိုပြီးတော့တရုတ်အစိုးရကတော့ဆွဆွထားပါတယ်ထိုင်ဝမ်သမ္မတနိုင်ငံလေးကတော့မိမိတို့ဟာတိကျနိုင်ငံတစ်ခုသာဖြစ်ပြီးတရုတ်ရဲ့ဩဇာခံလက်အောက်ခံနိုင်ငံမဟုတ်ဘူးဆိုပြီးအကြီးအကျယ်ပြောနေတာဖြစ်ပါတယ် ဆန္ဒပြသူတွေနဲ့စစ်တပ်နဲ့ပူးပေါင်းလိုက်တဲ့အတွက်မာဒါဂတ်စကာနိုင်ငံမှာသမ္မတကထွက်ပြေးသွားရပြီဖြစ်ပါတယ်။မာဒါဂတ်စကာနိုင်ငံသမ္မတအန်ဒရီရာဂျိုလီနာစစ်တပ်ရဲ့ထောက်ခံမှုဆုံးရှုံးပြီးနောက်အော်တိုဘာ14ရက်နေ့မှာနိုင်ငံကနေထွက်ပြေးသွားတယ်လို့ဒီဂါလီယန်သတင်းမှာဖော်ပြပါတယ်။စစ်တပ်ကအာဏာပိုင်ဆိုင်ပြီးဆန္ဒပြသူတွေနဲ့ပူးပေါင်းသွားတဲ့အတွက်သမ္မတထွက်ပြေးသွားခြင်းဖြစ်ကြောင်းတိုက်ခိုက်ကောင်းဆောင်စစ်ပဒတင်းရေးမိတဲ့နိုင်ငံသားတန်တမန်တွေကဆိုပါတယ်။ သမရအန်ဒရီရာဂျိုလီနာဟာအော်တိုဘာ14ရက်နေ့နံနက်ပိုင်းမှာပြည်သူတွေကိုမိန့်ခွန်းပြောဖို့အစီအစဉ်ထားတဲ့အချိန်မတိုင်မီနိုင်ပိုင်းလုံမှာပဲပြင်သစ်စစ်ပက်လေရင်တိုင်းပြည်ကနေဖက်ပြေးတိတ်ဆောင်ထောက်သွားတာဖြစ်ပါလေအန်ဒရီရာဂျိုလီနာဟာပြင်သစ်နိုင်ငံသားအဖြစ်ခံယူထားသူလည်းဖြစ်ပါလေမာရာဂတ်စကာကျွန်းနိုင်ငံလေးဟာအရင်ဆုံးကပြင်သစ်ကိုလိုနီနိုင်ငံဖြစ်ပါလေခုချိန်ထိပြင်သစ်ရဲ့ဩဇာလွှမ်းမိုးတဲ့နိုင်ငံဖြစ်ပါလေဒါကြောင့်အခုထွက်ပြေးသွားတဲ့သမရအန်ဒရီယာရာဂျိုလီနာဟာပြင်သစ်မှာပဲရှိနေလိမ့်မယ်လို့ယူဆနေကြပြီး ပြင်းထန်သောမက်ခရွန်ကတော့ဒါနဲ့ပတ်သက်ပြီးမပြောနိုင်ဘူးလို့ဆိုပါတယ်ပြင်းထန်သောမက်ခရွန်ရဲ့သဘောတူညီချက်ရရှိပြီးနောက်မြို့တော်အန်ဒာနာရီဘူမှာလေရင်နဲ့ခေါ်ဆောင်သွားပြီးတော့ဒူဘိုင်းကိုဥတီသွားခဲ့ခြင်းလည်းဖြစ်နိုင်ကြောင်းပြည်ထောင်ငံပိုင်ရေဒီယို RFI ကဖော်ပြပါတယ်အသက်50နှစ်အရွယ်တမရရာဂျိုလီနာဟာ2009ခုနှစ်မှာ2014ခုနှစ်ထိပထမဆုံးတမရဖြစ်ခဲ့ပြီး2023မှာဒုတိယအကြိမ်တမရဖြစ်လာပါတယ် နိုင်ငံတွင်းအာဂရီလိုက်ဆောင်မှုနဲ့ဆင်းရဲမွတ်တေမှုတွေအတွက်ဆန္ဒပြသူတွေကို2009ခုနှစ်အာဏာသိမ်းမှုအတွင်းအဓိကအခမ်းကဏ္ဍကပါဝင်ခဲ့တဲ့စစ်တမစစ်တီရဲ့ထောက်ခံမှုကိုရပြီးနောက်သမရရာဂျိုလီနာဟာ2009ခုနှစ်မှာသမရဖြစ်လာပါတယ်။အခုတော့သူ့ကိုပဲသူထောက်ခံကိုထောက်ခံခဲ့တဲ့စစ်တကပြန်ဖြုတ်ချတာဖြစ်ပါတယ်။နှစ်ပတ်ကြာကြာဖြစ်ပွားနေတဲ့နေ့စဉ်မိပါဆန္ဒပြမှုတွေအတွင်းအင်အားသုံးပြီးတော့နေပြူဟာတွေအသုံးပြုခဲ့တဲ့အတွက်ဒီလိုတုံ့ပြန်မှုတွေမှာချုံရင်းကျက်နဲ့ လွန်ကျူးမှုများရှိတဲ့ကြောင်းရဲတပ်ဖွဲ့ကဝန်ခံပါတယ်။ကုလသမဂ္ဂအစိုးရပထမရက်များတွင်လွန်ကျူးတပ်ဖွဲ့ပြစ်ခတ်မှုကြောင့်အ ਨੇ စုလူ၂၂ဦးသေပြီးတော့တခြားသူတွေကတော့ရာဇဝတ်ကဏ္ဍနဲ့လူရမှုကြောင့်ဖြစ်ပေါ်တဲ့အကြမ်းဖက်မှုမှာသေဆုံးခဲ့ရပါတယ်။အဲဒီမှာစစ်တပ်ကတော့ဆိုရှယ်မီဒီယာကိုတင်ခဲ့တဲ့ဗီဒီယိုမှာကျွန်တော်တို့ရဲ့မိတ်ဆွေများညီကောင်တော်မများကိုပြစ်ခတ်ဖို့လာစာယူမဲ့ကိစ္စကိုကျွန်တော်တို့အားလုံးကမထောက်ခံပါဘူးလို့ဖော်ပြပါတယ်။ ခမရတို့ရဲ့အထက်အရာရှိမိန်းတွေမနာခံပါနဲ့ခမရတို့ရဲ့လက်လက်ကန်ရေဘော်တွေကိုပြစ်ခတ်ဖို့အမိန့်ပေးသူတွေကိုတနက်ပြန်ချိန်ပါ။ဘာကြောင့်လဲကျွန်တော်တို့သိသွားရင်သူတို့ကကျွန်တော်တို့ရဲ့မိသားစုကိုဂရုစိုက်မှာမဟုတ်ဘူးလို့ဆိုပါတယ်။နိုင်ငံတော်လျှက်စစ်နဲ့ရေပြတ်တောက်မှုကြာမြင့်စွာဖြစ်ပေါ်နေတဲ့ကာဆာပြီးတော့ဆန္ဒပြပွဲတွေစတင်လာတာဖြစ်ပါတယ်။အဲ့နောက်ပိုင်းမှာအခြေအနေကပုံမဆိုးရွားလာခဲ့ပြီးဆန္ဒပြမှုတွေတွင်လူပေါင်း22ဦးထက်မနည်းသေဆုံးခဲ့ရတာပဲဖြစ်ပါတယ်။ကော်ဖီဆွဲတာဟာဘိန်းဆွဲတာထက်တော့မှ ပို့ဆိုတယ်တဲ့ကော်ဖီဆွဲလမ်းမှုဟာကြီးရှိအတွက်မကောင်းပါဘူးဒါကြောင့်ကော်ဖီဆွဲလမ်းမှုကိုဘယ်လိုဖျောက်မလဲပညာရှင်တွေကကော်ဖီဆွဲလမ်းမှုနဲ့ပတ်သက်ပြီးဖျောက်ဖျက်ရမယ်ဘယ်လိုပုံစံနဲ့လုပ်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုခုလိုမျိုးပဲတင်ပြလာပါလိမ့်မိုးအေးမှာကော်ဖီလေးတောက်လိုက်ရတာဟာတော်ရသာရှိပါတယ်။မနက်ခင်းမှာကော်ဖီမှုမှုတစ်ခွက်တောက်လိုက်ရရင်ဒီနေ့လုံးတက်တက်ကြွကြွလုံးလုံးနိုင်ပါလေ။မနက်ခင်းကော်ဖီမတောက်ရရင်စိတ်တူတယ်၊ခေါင်းကိုက်တယ် အတောက်ရမနေရအောင်ဖြစ်လာပါလေ။ဒါဆိုရင်သင်ဟာကော်ဖီကိုလိုတာထက်စွဲလန်းနေပါပြီ။ဒါကြီးကြီးမားမားကိစ္စမင်းမဟုတ်ပေမဲ့မွေးမထတာအကောင်းဆုံးဖြစ်မှာပါ။ကော်ဖီမှာပါတဲ့ကဖိန်းတဟာစွဲလန်းစေပါတယ်။တကြွလန်းစမ်းနိုင်တဲ့အာမီသင်ရှိလို့မနက်ခင်းမှာကော်ဖီလေးတောက်တတ်တယ်လို့နေ့နဲ့နေခင်းပြင်းတဲ့အခါအိမ်လိုက်တဲ့အခါမှာလည်းစိတ်လန်းသွားအောင်ဆိုပြီးကော်ဖီတောက်တတ်ပါလေ။တပတ်တရက်နှစ်ရက်ကပြဿနာမရှိမဲတပတ်ကနေနှစ်ပတ်နှစ်ပတ်ကနေတလောက်လောက်ကြာတဲ့အခါ ကော်ဖီကိုအချိန်ကြာရင်မတော့ရမနေနိုင်ဖြစ်လာပါတယ်ဒီအချိန်တွေကကော်ဖီဆွဲလန်းတဲ့အချိန်တွေပါကော်ဖီဆွဲလန်းမှုကိုဘယ်လိုဖြေရှင်းမလဲကော်ဖီဆွဲနေတာချက်ချင်းဖြတ်ဖို့ကခက်ပါတယ်တဖြည်းဖြည်းချင်းပဲရှော့ရမှာပါဒါမှထိခိုက်မှုကင်ကင်းတဲ့ကော်ဖီဆွဲလန်းမှုကို ဖြေရှင်းနိုင်မှာပါဘလို့ရှော့မလဲဒီနေ့ကတနေ5%ရှော့ချပေးပါကော်ဖီကိုချက်ချင်းဖြတ်ဖို့ကတော့မဖြစ်နိုင်ပါဘူးဒီတော့တဖြည်းဖြည်းချင်းရှော့ချတာအကောင်းဆုံးနည်းလမ်းပါဒါကြောင့်ပုံမှန်တော့ဒီနေ့၄ခွက်ဆိုရင်၃ခွက်လောက်ဖြစ်အောင်ရှော့ချပါ တနေ့နှစ်ခွက်စတစ်ခွက်လောက်ဖြစ်အောင်လျှော့ချပါဖြည်းဖြည်းချင်းလျှော့ချမှုဟာထိခိုက်မှုနည်းတဲ့ဆွဲလက်မှုပါရေတော့ပါ ကော်ဖီတောက်ချင်တဲ့အခါမျိုးဖြည်းဖြည်းတခြားချိန်ကြမ်းချိန်မှာဖြည်းဖြည်းတနေ့တာမှာရေပမာဏကိုလုံလောက်အောင်တောက်ပေးပါရေလုံလောက်အောင်တောက်တော့မှကော်ဖီဆွဲလက်မှုကိုဖြည့်ရှင်းတဲ့နေရာမှာသုံးဝင်ပါလေနောက်တစ်ခုကရေနွေးကြမ်းတောက်ပါကော်ဖီတောက်ချင်တဲ့အခါရင်းနှီးကြမ်းလေးတောက်ပေးပါဒီလိုလိုဟာကဖိန်းတက်ဆွဲလမ်းကိုတဖြည်းဖြည်းဖြည့်လျှော့ဖို့အကောင်းဆုံးထောက်ပံ့ပါနောက်တစ်ခု PK ဝါပါ ကော်ဖီတောက်ချင်လာတဲ့အခါပြီးခဲ့ွားပြီပါဂရင်းချင်တာတည်တာရောပါစေမှာပါအိတ်လိုက်ပါကော်ဖီတောက်ချင်စိကိုဖြည့်ဖြောက်ဖို့အတွက်အသုံးမယ်တော့နီလန်ကတော့နေကင်းကော်ဖီတောက်ချင်လာတဲ့အချိန်တည်ရလောက်အိတ်ပါစိတ်ရှိပါကော်ဖီဆိုလာမှုကအချိန်ယူပေးရသလိုပဲကော်ဖီဖြည့်ဖို့ကလည်းတရရနဲ့မဖြစ်နိုင်ပါဘူး။ဒါကြောင့်စိတ်ရှိလေးလရှိနဲ့ဖြည်းဖြည်းချင်းဖြတ်သွားရမယ်လို့ဆိုပါလိမ့်။